ရှာနိုင်တော့မှစူဆောင်းရှာလို့ရတမမတုံပြင်းနဲ့သူ့မဟုတ်ရင်ဒီပုံထက်ကဆယ်လီလိုမျိုးဖြစ်သွားမယ်ရှင်။ထိုင်းမှာနေတဲ့သူအများစုကတော့ဒီပုံထက်ကဆယ်လီကိုတွေ့ဖူးကြမှာပါ။နမေကမဲစီတန်လို့ခေါ်တဲ့အသက်63နှစ်ရှိပြီ။မဲစီတန်ကယောက်ျားလေးဒါပေမဲ့မင်းကလေးစိတ်ရှင်ရင်သားခွဲစိတ်မှုတွေလည်းပြုလုပ်ထားတဲ့။လွန်ခဲ့တဲ့၄-၅နှစ်လောက်ဆိုရင်မဲစီတန်အရန်နဲ့နမေကြီးတဲ့။ဆုံးယူ လေမတီရဲ့နဲ့စပတ်တော့မဲရော်လဲနာအတိပယ်ကဆက်ခါမဲမဆောက်တော့ဘူးအဲ့ဒီစကားနှခွန်းကြောင့်မေစီတန်းနမည်ကြီးသွားတာရှင်မေစီတန်းရဲ့ရုပ်ရည်ကြောင့်နမည်ကြီးသွားတာမဟုတ်ပဲမေစီတန်းရဲ့အပြုတ်အမူအပြောအဆိုကချစ်ဖို့ကောင်းလို့ဟာတာဖြစ်လို့နမည်ကြီးသွားတာရှင်အဲ့တုန်းကနမည်ကြီးထီဝီအစီအစဉ်အားလုံးကြီးပါက မက်စီတန်ကိုအဲ့တဲ့အနေနဲ့ဖိတ်ခေါ်ကြတယ်။ဆွမ်ယူနဲ့စပတ်တော်မဲရော်လဲနာအဲ့ဒီစကားကိုတွားပြောခိုင်းဖို့ရှင်။အဲ့တော့ကမက်စီတန်အလုတ်များတော့မက်စီတန်ပိုက်ဆံအများကြီးရတယ်မက်စီတန်တခါတခါအလုတ်လက်ခံဥပမာဂျုံရတွေလက်ခံဒါမှမဟုတ်အွန်လိုင်းပေါ်မှာလိုင်းလွင့်ပစ္စည်းရောင်းရင်မက်စီတန်တခါလုတ်ရင်ဘတ်တသိန်းကနေ၃တိန်ထိတောင်ပေးရတယ်အဲ့တော့ကမက်စီတန်ရဲ့လုတ်အခါက တချို့နမည်ကြီးတဲ့မင်းသားမင်းသမီးထက်တောင်လောက်အခများတယ်လို့တည်င်းတောင်ထွက်တယ်ရှင်အဲ့တော့ကဆိုရင်မက်စီတန်းမှာအိမ်ပိုင်ရှိတယ်ယောက်ျားရှိရပြီးတော့သူများရဲ့ကလေးတယောက်ကိုမွေးစားထားတယ်မက်စီတန်းရဲ့ဘန်ထဲမှာဘန်ငွေတန်းချီရှိတယ်တရှင်မက်စီတန်နာမည်ရှိလာတော့မက်စီတန်တချင်လဲထွက်ပူတယ်လို့ပဲအဲနောက်မက်စီတန်ကအလားပါခွဲစိတ်မှုတွေလည်းအများကြီးလုပ်ခဲ့တယ်။ဒီနောက်ပိုင်းနှစ်မှာနင်းနေတဲ့မက်စီတန်ကလုံးဝ ပျောက်သွားတယ်။ဆိုရှယ်မီဒီယာပေါ်မှာတိတ်ပြီးမတွေ့ရတော့ဘူး။ပြီးခဲ့တဲ့နှစ်ရက်လောက်တုန်းကမှနေနေရင်အမျိုးသမီးတဦးကမက်စီတန်ကိုအင်ကြီးသွားပေးတယ်။ပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာပို့တင်လိုက်တဲ့ရှင်အခုမက်စီတန်ရဲ့ဘဝအခြေအနေဘယ်လိုရှိလဲဆိုတော့အလုံးမရှိဘူးနေစရာအိမ်လည်းမရှိတော့ဘူး အရင်ကမဲစီတန်ကိုအရန်ချစ်ပါတယ်ဆိုတော့ယောက်ျားလည်းမဲစီတန်နဲ့အတူမနေတော့ဘူးမဲစီတန်မွေးစားထားတဲ့ကလေးလည်းမရှိတော့ဘူးမဲစီတန်နဲ့မနေတော့တာလက်ရှိမဲစီတန်မှာခွေးနှကောင်နဲ့နေနေတယ်ဒါပေမဲ့မဲစီတန်မှာနေစရာမရှိလို့ဖုံးကြီးเจ้าတเจ้าမှာတွန်းနေနေရတယ်ဖုံးကြီးပြောတာကတော့ဟိုအရင်တုန်းကမက်စီတန်ကဖုံးကြီးเจ้าကိုလာပြီးဖုံးကြီးเจ้าကိုဘတ်ငွေ9000လူမယ်ပြောတယ်တရှင်းတယ်မဲ့တခါတည်းမလူပဲနဲ့အဲမက်စီတန်ကပြန်သွားတယ် ပြီးတော့မက်ဆီတန်ကတကယ်လာမလူပဲနဲ့ပျောက်သွားတယ်လေရှင်နင်းနေမက်ဆီတန်ကဖုန်ကြီးချောင်းကိုပြန်ရောက်လာတဲ့တပိမဲ့မက်ဆီတန်ကနေဆရာမရှိတော့လို့ဖုန်ကြီးနေဆရာပေးပါဆိုပြီးလာခွင့်တောင်းတယ်လာအကူညီတောင်းတယ်တရှင်ငိုယိုပြီးပြောတယ်တရှင်ဒါကြောင့်ဖုန်ကြီးကြောင့်အနောက်ဘက်မှာရှိတဲ့ဒီတစ်လုံးအိမ်လဲလူနေမရှိဘူးပြီးတော့ဖုန်ကြီးတွေကိုရင်တွေဖြတ်သွားဖြတ်လာတာတွေလဲတိတ်မလို့တော့ အဲ့ဒီအိမ်ထဲမှာမက်စီတန်ကိုပေးနေလိုက်တာတခြင်းအခုမက်စီတန်မှာအလုံးမရှိငွေလည်းမရှိအရင်ကရှာထားတဲ့ပိတ်ဆံတွေလည်းတပြားမှမကျန်တော့ဘူးအခုအရန်ဒုက္ခရောက်နေတယ်တခြင်းပြောရရင်မက်စီတန်ကတရားရခိုင်နှုန်းပြည့်တဲ့သူတော့မဟုတ်ဘူးရှင့်အဲ့လိုမျိုးနည်းနည်းဖြစ်တယ်အဲ့လိုမျိုးဖြစ်နေတာကိုမက်စီတန်ကအဲ့လိုမကောင်းတဲ့ဟာတွေလဲရှူသေးတယ်လို့လဲကြားတယ်ရှင့် ဒါကြောင့်ဒီနောက်ပိုင်းအခြေအနေအရန်ဆိုးသွားတာနေမှာမက်စီတန်ဒီလိုမျိုးပေါ်ဝါရောက်ရတဲ့အကြောင်းရင်းမက်စီတန်ပြောတာကတော့ပြောရမက်စီတန်ကပြည့်တဲ့တူမဟုတ်ဘူးဒါမှမဟုတ်ပို့လွန်းတဲ့တူဆိုတော့အာစကားပြောတာတမျိုးပြီးတမျိုးဖြစ်နေအစပိုင်းမက်စီတန်ကတော့အာအလင်ခံရလို့ဒီလိုမျိုးပေါ်ဝါရောက်သွားတာလို့ပြောတယ်နောက်တစ်ခေါက်ပြောတော့မက်စီတန်ကအဲ့လိုမျိုး အာမူတေလူလေတအားစုတောင်းတယ်လေရှင့်စုတောင်းတယ် net တွေနဲ့ပါတွေနဲ့အဲ့လိုမျိုးစုတောင်းတယ်ဟိုဟာတကယ်လို့ဒီလိုဖြစ်ရင်ဒီလိုလူမဲဟိုလိုဖြစ်ရင်ဒီလိုလူမဲအဲ့ဒါတွေတအားစုတောင်းလို့အဲ့ဒါကြောင့် အဲ net တွေကမက်ဆီတန်စီကအာဥစ္စာတွေပြန်လာယူသွားလို့မက်ဆီတန်ကဘာမှမရှိတော့တာလို့လည်းမက်ဆီတန်ကပြောတယ်ခန့်များထင်ကြတာကတော့မက်ဆီတန်ရဲ့ယောက်ျားကမက်ဆီတန်ရဲ့ပိုက်ဆံတွေအကုန်လုံးကိုယူသွားတာလားပေါ့ရှင်ဘတ်တန်ရှိရှိတဲ့ငွေကနနစ်သုံးနဲ့တွင်းမှာကုန်သွားတယ်ဆိုတာမဖြစ်နိုင်ဘူးအဲ့လိုမျိုးထင်ကြလို့မက်ဆီတန်ရဲ့အရင်ယောက်ျားကလည်းမေးမြန်းမှုသွားလုပ်တယ်မက်ဆီတန်အရင်ယောက်ျားပြောတာကတော့အမှန်တော့သူကမက်ဆီတန်ကိုအရန်ချစ်တယ်အခုထိချစ်တုံပဲအာတရက်မှာတော့ แม่สีตังย่าเย้าจะมีการนิมก้าโลแม่สีตังกาแม่สีตังยา จ้ากูအမေကိုပြန်သွားကြည့်ပါလို့ယောက်ျားကိုခိုင်းသွားလိုက်တယ်တရှင်ယောက်ျားလည်းအမေအင်ကိုပြန်သွားတယ်အဲနောက်မက်စီတန်ကယောက်ျားကိုအင်ကိုပြန်မလာနဲ့တော့နော်ငါစီပြန်မလာနဲ့တော့လို့ယောက်ျားကိုအဲ့လိုမျိုးပြောလိုက်လို့ယောက်ျားလည်းမက်စီတန်နဲ့အဆက်အသွယ်မလုပ်တော့တာလို့ပြောတယ်ဒါပေမဲ့အခုမက်စီတန်ကနေဆရာမရှိစားဆရာမရှိသွားဆရာမရှိဘူးဆိုရင်သူ့စီမှာလာနေလို့ရတယ်သူအများတမ်းမက်စီတန်ကိုကြိုးဆိုနေတယ်ချစ်နေတော့မို့မက်စီတန်ပိတ်ဆံကတော့သူမอยู่ရဘူးအဲ့ဒီပိတ်ဆံပဲ ယ်ရောက်သွားပြီဆိုတာလဲသူလည်းမသိဘူးသူမတုံရဘူးလို့ယောက်ျားဖြစ်သူကအဲ့လိုမျိုးပြောလေရှင့်ဖြစ်နိုင်ခြေရှိတာကတော့သူများယူသွားလိမ်သွားတာလဲမဟုတ်တော့ဘူးမဲစီတန်းရှိတော့မှအဲ့လိုမျိုးအတုံးအဖြုံကျန်းတယ်မစူးတက်တာအဲ့လိုမျိုးကြောင်းကုန်သွားတာနေမှာရှင်းဒါပေမဲ့နှစ်နှစ်သုံးနှစ်အတွင်းပဲအိမ်လည်းမကြံတော့ဘူးပိုက်ဆံတန်းချီလည်းမရှိတော့ဘူးဆိုတော့ဘယ်လိုများသုံးတာလဲတော့မသိဘူးရှင်း အခုတောင်ဝန်ရှင်ကမက်ဆီတောင်နဲ့မက်ဆီတောင်အာမွေးထားတဲ့ခွေးလေးနဲ့ကောင်ကိုတွားပြီးအခုအညီပေးနေတယ်အဲ့တော့ရှာဖွေနိုင်တော့မှစူဆောင်ကြပါဘောနော်ရှင်